ရှမ်းပြည်တောင်ပိုင်းရှိငလင်ပင်တစ်ဒေသတွေမှာပြည်လဲထူထောင်ရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုစစ်ကောင်စီတပ်တွေကအစစ်အစေးတင်းကျပ်နေတယ်လို့ပရဟိတအသင်းဝင်တချို့ကပြောပါတယ်။ငလင်ပင်ကူညီဆောင်ရွက်သူတွေကိုဖုန်း၊တက်ဘလက်၊ကွန်ပျူတာတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးစစ်မှုထမ်းစရင်ပါမပါစစ်ဆေးကလူဒန်းထားတဲ့ပစ္စည်းတွေအပေါ်ငွေကြေးတောင်းခံတာတွေလုပ်နေတယ်လို့ကလောဒေတာတွင်ငလင်ပင်ပြည်လဲထူထောင်ရေးကူညီဆောင်ရွက်နေသူတို့ကပြောပါတယ်။ လက်ရှိတောင်းရဲနေတဲ့ဂိတ်တွေကတော့ပင်တရရွာငယ်မျိုးလမ်းတလျှောက်ရှိဂိတ်တွေတောင်ကြီးအင်းလေးအင်းလင်းကံပတ်လမ်းအနောက်ဘက်အရှိလမ်းလမ်းတလျှောက်ရှိဂိတ်တွေဖြစ်ပြီးအိတ်စီးကားတွေကိုပါတောင်းရဲနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ပရာဟိတအဖွဲ့တွေကလူဒန်းထားတဲ့ပစ္စည်းတွေကိုသူတို့လူဒန်းထားတဲ့အောင်ဓာတ်ပုံရယူကကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကမှရောရောက်ပြီးကယ်ဆယ်ရေးလုပ်နေတဲ့အောင်ဟန်ရေးပြတာတွေလည်းလုပ်နေတယ်လို့ဆိုကြပါတယ်။ ပရိသအဖွဲ့စည်းတာဝန်ခံတွေအတွက်အဲ့ဒီလောက်ရက်တွေဟာသူတို့အတွက်ထိခိုက်မှုမရှိပေမဲ့လည်းစစ်မှုထက်အတွက်ပါတိုက်ဆိုင်စစ်ဆေးနေတာကြောင့်အသက်အရွယ်အတုံးဝင်နေတဲ့လူငယ်တွေအနေနဲ့တတိဝိရိယရှိကြဖို့ဌာနဆိုင်ရာနဲ့နှိစက်တဲ့ဒေသတွင်းငလင်ပေးကူညီဆောင်ရွက်နေသူတို့ကတိုက်တွန်းပါတယ်။ ရှမ်းပြည်တောင်ပိုင်းရှိကလောအောင်ပန်းအင်းလီစတဲ့ဒေသတွေမှာအရင်ကရေဘေးတုန်ခက်ဖူးတဲ့အပြင်2025ခုနှစ်မှာလည်းငလင်ဘေးကြောင့်နေအိမ်ထောင်ချီပြက်စီးခဲ့ရတဲ့အတွက်လက်ရှိပြည်လဲထူထောင်ရေးကာလမှာအခုအညီတွေပိုမိုလိုအပ်နေပါတယ်။